ဟောင်းလောင်းတန်နေဒီလောက်ညံနေတာတော့ကိုမဂျိုးဝိုင်းတိုင်ကဘာလို့မချရတာလဲဂျိုးဝိုင်းတိုင်တယောက်လုံးနေခဲ့ပြီးအချက်ပေးခေါင်းလောင်းတန်မချရတော့တဲ့အထိလော်မနီကွင်းကြီးထဲမှာအတန်နေအောင်အဲ့လောက်ထိစူညံနေခဲ့မယ်မထင်ပါဘူးနောက်ပြီးဂျိုးဝိုင်းတိုင်တယောက်ကလမန်နိုရဲ့ရှင်မြိုင်နေမှုကိုစောင့်ကြည့်ရုံနဲ့မဟုတ်ပဲဘယ်အချိန်မှပွဲချင်းပြင်းမလဲအချက်ပေးခေါင်းလောင်းတန်တင်းမလဲဆိုတာကိုလည်းသိထားဖို့လိုအပ်ပါရင်အဲ့လိုမျိုးအရာတွေဟာဖြစ်တော့ဖြစ်ခဲ့အချိန်တွေလို့ဆိုရမှာဖြစ်ပြီးအဲ့လိုအချိန်တွေမျိုးကိုပြီးခဲ့တဲ့ညကရှင်မြိုင်ခဲ့တဲ့စိန်လုံးချောင်းနဲ့ Time Fighter တို့ရဲ့ပွဲစဉ်မှာမြင်တွေ့ခဲ့ရပါတယ် ဆယ်လုံးလျှော့တဲ့ရော့ဆက်ဆန်တို့ရဲ့ပွဲမှာဂျိုးဝိုင်းတိုင်အဖြစ်တောင်းယူသွားခဲ့သူကထိုင်းနိုင်ငံသားဂျိုးဝိုင်းတိုင်တယောက်ပါဝမ်ပြိုင်ပွဲတွေကိုအမြဲတမ်းကြည့်တဲ့သူတိုင်းစင်လုံးချောင်းနဲ့ရော့ဆက်ဆန်တို့ရဲ့ပွဲစဉ်ကိုတောင်းဝင်ယူသွားတဲ့ဂျိုးဝိုင်းတိုင်ကိုမြင်အဲ့ဒီဂျိုးဝိုင်းတိုင်ရဲ့မင်းနာလိုက်မှုထိုင်းဖိုင်တာနဲ့တခြားနိုင်ငံဂျာသာဖိုင်တာတယောက်နဲ့ရှင်ပြန်ရတဲ့အခါသူ့ရဲ့နိုင်ငံသားအပေါ်အခွင့်အရေးပို့ပေးတာမျိုးတွေဟာအမြဲတမ်းမြင်တွေ့ထားခဲ့ရတာပါပြီးခဲ့တဲ့ညကလည်းသူဟာ ဒုတိယအချိန်ပြီးဆုံးကြောင်းချက်ဘေးခေါလောင်းတန်ကိုမကြားခဲ့ရပဲပွဲကိုဆက်ပြီးကစားစီခဲ့ပါတယ်။ဖြစ်ချင်တော့အဲ့ချိန်မှာ PR ပေးခံနေရတာကမြန်မာဖိုင်တာစိန်လုံးချောဖြစ်နေခဲ့ပြီးဖီမီထိုးခံနေရတဲ့ဖိုင်တာကတိုင်းဖိုင်တာရောဆက်ဆံပါတကယ်လို့များအဲ့အချိန်မှာဖီမီထိုးနေခဲ့တဲ့ဖိုင်တာကစိန်လုံးချောဖြစ်ပြီးထိုးခံနေရတဲ့ဖိုင်တာကရောဆက်ဆံလာဆိုရင်အဲ့ဂျိုးဝိုင်းတန်အနေနဲ့ပထမဆုံးခေါလောင်းထိတန်ကလေးကကြားသွားလိမ့်မယ်ထင်ပါတယ်။ထိုင်းနိုင်ငံသားဂျိုးဝိုင်းတန်ရဲ့လူလဲချမှုဘက်လိုက်မှုတွေဟာတပွဲမဟုတ်နှစ်ပွဲသုံးပွဲမကမြင်အောင်နေခဲ့ရတာဖြစ်ပြီး ဝမ်ပြိုင်ဝဲဟာမရှိလို့လုံစားနေရတဲ့ပြိုင်ဝဲတစ်ခုလိုဖြစ်နေခဲ့တာပါပြောရရင် Time Fighter တွေကအဓိကဦးစားပေးတဲ့ပြိုင်ဝဲတစ်ခုလိုဆိုရမှာဖြစ်ပြီးပြီးကြတဲ့နေ့ကလည်း Time Muse Fighter ဖြစ်တဲ့ Stand Fighter ဟာဒဏ်ရာရသွားလို့ဆိုရင်ပွဲပြတ်သွားတဲ့အချိန်မှာ Tamani Sony ဥပါတဲ့ပြိုင်ပွဲကိုပါရွှေ့သွားခဲ့ရတဲ့အထိမြင်တွေ့ထားခဲ့တာပါ Stand Fighter ဒဏ်ရာရသွားတယ်ဆိုရင်အဲ့ဒီနေရာမှာတခြားကောင်တွင်းဆိုင်တွေတင်ပေးလို့ရတယ်လို့ပွဲကိုပုံမှန်အတိုင်းချင်းမှသွားလို့ရနိုင်ပေမဲ့ Time Fighter ဒဏ်ရာရသွားတာနဲ့အမေရိကမှာကျင်းပမဲ့ပွဲစဉ်ကိုရွှေ့ဆိုင်လိုက်တာကိုချီးချင်းအပြင်ဝမ်ဟာ Time Fighter တွေကိုဘယ်လောက်အထိမျက်နှာသာပေးလဲဆိုတာအရင်သိတာပါတယ်စင်လုံးချောရဲ့ပွဲစဉ်ကို စောင့်ကြည့်နေကြတဲ့ပြည်သက်တွေဆိုရင်စိန်လုံးချောင်းရဲ့ပွဲစဉ်အရင်ရှင်ပြိုင်သွားတဲ့မော်ရိုကိုသားဖိုင်တာနဲ့ထိုင်းဖိုင်တာတို့ရဲ့ပွဲစဉ်ဟာဘလောက်ထိရုပ်ပေါက်ခဲ့တဲ့ဘလောက်မျက်နှာလိုက်လဲဆိုတာမြင်တွေ့ခဲ့ကြပါတယ်မော်ရိုကို ဖိုင်တာရဲ့လက်သေးချက်လေးနဲ့အတူထိုင်းဖိုင်တာရဲ့နှစ်ဖူးကွဲသွားတဲ့အထိဖြစ်ခဲ့ပေမဲ့နောက်ဆုံးတိုင်းဆုံးဖြတ်မှာသူတို့ထိုင်းဖိုင်တာကိုအနိုင်ပေးသွားခဲ့ပါတယ်မော်ရိုကိုဖိုင်တာဆိုရင်နိုင်ပြီဆိုပြီးသူတို့ကသူယုံကြည်ထားခဲ့တယ်လို့ပြည်သက်တော်များများကလည်းမော်ရိုကိုဖိုင်တာနိုင်မယ်လို့ထင်ထားခဲ့တာပါအနိုင်ရသူကြီးညာတဲ့အခါမှာမော်ရိုကိုဖိုင်တာဆိုရင်တော်တော်လေးအားအသင့်သွားခဲ့ပုံကိုမြင်တွေ့ခဲ့ရတဲ့အထိထိုင်းနေရဲ့ဘက်လိုက်မှုဟာအတော်လေးကိုရုပ်ပေါက်ခဲ့ကြပါတယ်အဲ့လိုပြိုင်ပွဲမျိုး ျိုးမော်မြန်မာဖိုက်တာတွေဘာကြောင့်တွားရောက်ရှင်ပြိုင်နေလဲဆိုရင်အဲ့မှာကကိုယ်နိုင်ငံကထိုးချစ်တဲ့အများကြီးပို့ပြီးရရှိတဲ့အတွက်ကြောင့်ပါပဲပြောရရင်တော့ဝမ်ပြိုင်ပွဲဟာထိုင်းဖိုက်တာတွေကိုဦးစားပေးတဲ့ပြိုင်ပွဲတည်းလို့တော့ပြောရမလို့ဖြစ်နေကြတာပါထိုင်းနိုင်ငံကဂျိုးဝိုင်းထိုင်းတွေနဲ့ပတ်သက်တဲ့ပြောစရာချက်တွေကစိန်လုံးချောင်းနဲ့ပွဲပါမဟုတ်ပါဘူးအရင်အရင်ပြိုင်ပွဲတွေမှာလည်းပြောစရာတွေကတော်တော်လေးမြင်တွေ့ထားခဲ့ရတာပါပြင်းရညကရှင်မြန်ကစားခဲ့တဲ့စိန်လုံးချောင်းနဲ့ရော့ဆက်ဆန်တို့ရဲ့ပွဲအစဉ်မှာစိန်လုံးချောင်းဟာအကောင်းဆုံးလက်သီးချက်တင်ခြေကန်ချက်တွေနဲ့ပွဲကိုစတင်နိုင်ခဲ့ပေမဲ့ဒုတိယအချိန်မှာတော့တက်လုံပိုင်းကြာဆင်းသွားခဲ့တာကိုမြင်တွေ့ခဲ့ရတဲ့အပြင်အမတ်စင်မှာရေတွက် ခံနိုင်ရပါတယ်တတိယအချိန်မှာလည်းစိန်လုံးချောင်းဟောဘာမှမလုပ်ပြနိုင်ခြင်းမရှိပဲဒါရင်အဆုံးဖြတ်တဲ့အဆုံးသတ်မှာအရှုံးပေးသွားခဲ့ရပါတယ်ဒုတိယအချိန်မှာအမတ်စင်ရေးအတွက်ခံထားရတဲ့အတွက်စိန်လုံးချောင်းဟောဒါရင်အဆုံးဖြတ်တဲ့တေချာပေါက်ရှုံးမယ်ဆိုတာသိပေမဲ့လည်းဒုတိယအချိန်အပြီးမှာအချက်မေးခေါင်းလောင်းတံမကြားရတာကတော့တစ်ဖက်ကမြန်မာဖိုင်တာဖိအားပေးခံနေရတဲ့အတွက်ကြောင့်မကြားရတာလားဆိုပြီးမေးလိုက်ပါစီ